မနေ့ကဖန်ဆီးခံနိုင်ရတဲ့ဖိလစ်ပိုင်သမရဟောင်းဒူတာဒီကိုနယ်သာလန်နိုင်ငံတဟိတ်မြို့မှာရှိတဲ့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုချက်ချင်းပို့ဆောင်လိုက်တယ်လို့နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါဗျ။ဒူတာဒီလိုက်ပါသွားတဲ့လေယာဉ်ဟာအင်္ဂါနေ့ညပိုင်းကဖိလစ်ပိုင်နိုင်ငံမနီလာမြို့ကနေထွက်ခွာသွားခဲ့ပါဗျ။သမရဟောင်းဟာလေယာဉ်ပေါ်လိုက်ပါသွားစီဖို့အတင်းအကျပ်ပြားပေးခံခဲ့ရတယ်လို့တမိဖြစ်သူကပြောဆိုကြောင်း CNN သတင်းတပုတ်မှာဖော်ပြခဲ့ပါဗျ။ဒူတာဒီကိုထောက်ခံသူတွေကတော့ ဒီလိုဖမ်းဆီးမှုကိုလုံခြုံရေးဝန်ထမ်းပြောင်များစွာခြားထားတဲ့မနီလာလေဆိပ်မှာကန့်ကွက်ဆန္ဒပြခဲ့ကြပြီးတမရဟောင်းအတွက်ဆူတောင်းပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။တရုတ်နိုင်ငံကတော့ဒီဖြစ်ရပေါ်မှာအခြေခံပြီးနိုင်ငံရေးအသုံးချတာမလုပ်ဖို့စံနှုန်းနှမျိုးထားပြီးတော့မဆုံးဖြတ်ဖို့ ICC ကိုသတိပေးကြောင်းနိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရကပြောဆိုထားပါတယ်။ဒီဖြစ်ရကိုအနီးကပ်စောင့်ကြည့်နေတယ်လို့လည်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရကဆိုပါတယ်။ ဒူတာရီအခုလိုဖမ်းဆီးခံရတာဟာမြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်တို့အတွက်သတိပေးချက်ဖြစ်တယ်လို့မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကပြောပါတယ်။ဒူတာရီဖမ်းဆီးခံရတာလည်းပဲလို့ကျွန်တော်ပြောနေတာကကျွန်တော်တို့နိုင်ငံကအချမ်းပဲစစ်ကောင်ဆောင်မင်းအောင်လှိုင်လေမင်းအောင်လှိုင်ရဲ့ပြတ်တာကတကြီးကိုတတိပိချက်တခုဖြစ်တယ်လို့ကျွန်တော်ပြောနေတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုအချမ်းဖက်ဆိုးဝါးလာတဲ့ရာဇဝတ်မှုတွေကျူးလွန်တဲ့လူတွေဟာဘီတော့မှ ဒီလိုပြန်ဆုံးမှုကနေပြည့်လို့မှာမဟုတ်ဘူးဒူတာတွေဟာတစ်ချိန်မှာတော့အာနာရှိပြီးတော့ဆိုးဝါးလာတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့ပေမဲ့အခုချိန်မှာတော့သူကခံအဖက်စစ်ခံရတာပဲဒီလိုအကြမ်းဖက်စစ်ကောင်းဆောင်မရောက်နိုင်ဟာလေတနေ့နေ့မှဒီလိုတော့ဖြစ်မှာပဲလက်လုံးမှာတော့စစ်ကောင်းဆောင်မရောက်နိုင်ကိုဖန်ဝင်ရင်ထုတ်ပြီးဖို့ ICC ရဲ့တရားစွဲအရာရှိကပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်မှာတရားရုံးကိုဥတိုင်းလျှောက်ထားခဲ့ပါတယ် စစ်ကောင်းဆောင်က2019ခုနှစ်ဩဂုတ်လကနေဒီဇင်ဘာလအထိရခိုင်ပြည်နယ်တွင်းနေထိုင်ကြတဲ့ရိုဟင်ဂျာလူမျိုးတွေကို လူသားမျိုးနယ်ပေါ်ကျူးလွန်တပ်ဖြတ်တဲ့ရာဇဝင်မှုတွေအတွက် ICC မှာတရားစွဲဆိုခံရရတာပါဒီမှုမှာမင်းအောင်နိုင်ဟာအဓိကတာဝန်ရှိသူဖြစ်ယုံကြည်ရတဲ့အကြောင်းတပ်တွေထောက်ထားတွေရထားပြီးဖြစ်တာကြောင့်ဖန်ဝင်ရန်ထုတ်ပြဖို့ ICC တရားရုံးတရားစွဲရာရှိကရှောက်ထားခဲ့တာပါတက်လောမာရောစစ်ကောင်းဆောင်ဟာအာနာလက်ဝယ်ရှိနေသေးတာကြောင့်ဖမ်းမရနိုင်ဖြစ်နိုင်ပြီးအာနာလက်မဲ့ဖြစ်တဲ့တနေ့တေချာပေါက်ဖမ်းဆီးခံရနိုင်ကြောင်းနိုင်ငံရေးလီလာတုံးသက်သူရှိနေကြီးဦးကြီးမြင့်ကတုံးသက်ပါတယ်။ လူကကိုယ်တိုင်ကြုံမှုမှပြီးမှလေကိုခံရမယ်ဆိုတဲ့အခါမှာမကြောက်တဲ့လူဘယ်လိုရှိမလဲသို့တော်လည်းဖြစ်ချင်းကတော့ဖတ်တူတော့မတူဘူးလေဘယ်လိုလဲအာနာရှိနေတယ်ဟောအာနာမရှိတော့ဘူးလေဘယ်တော့မှအာနာမရှိတဲ့လူတွေပဲဖတ်လို့ရတာအာနာရှိတဲ့လူဖတ်မရဘူးတော့မင်းအာနာကအပင်ဆုတ်ထားတာအာနာဘူးအဲ့ဒါအောင်မလို့ဟိုတို့ကတွင်ဦးတော်တိုင်းရုံးမြင်းမြန်းနိုင်နေတယ်ဆိုတာဒီတော့အာနာရှိနေတယ်ဗျာတို့ဘာလုပ်မရဘူးတို့ပြည်သူပဲစိတ်ခံနေရတာနော် လက်တလော ICC တရားရုံးရောက်သွားပြီဖြစ်တဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကတော့ဖိလစ်ပိုင်နိုင်ငံအတွင်း2016ခုနှစ်ကနေ2022ခုနှစ်အထိဝိစီဝါနှိမ်နေရမှာလူထောင်ပေါင်းများစွာတိတ်ဆုံးခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ ICC ရဲ့ဖန်ဝင်ရထုတ်ခံရတာဖြစ်ပါတယ်။သူဟာဟောင်ကောင်ကနေမနီလာနိုင်ငံကလေဆိပ်ကိုမနစ်ကပြန်လည်ရောက်ရှိလာချိန်ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။ဖိလစ်ပိုင်ရဲ့ပြီးခဲ့တဲ့ယူကပ်ပွဲမှာနိုင်ရကိသူကတော့မာကိုစ်ဖြစ်ပြီးလက်ရှိသမ္မတလည်းဖြစ်ပါတယ်။ဒူတာတေးရဲ့သမီးဆာရာဒူတာတေးကတော့ဖိလစ်ပိုင်နိုင်ငံရဲ့ဒုတိယသမ္မတဖြစ်ပါတယ်။ မာကိုစ်တမရာစဖြစ်လာခြင်းမှာ ICC နဲ့မပူးပေါင်းဘူးလို့ထုတ်ပြောခဲ့ပါတယ်။ဒါပေမဲ့ဒူတာတီခုလိုဖမ်းဆီးခဲ့ရပြီးတဟိတ်ကိုချက်ချင်းအပို့ခံရတာဟာတမရာမာကိုစ်နဲ့ဒူတာတီရဲ့သမီးဖြစ်တဲ့ဒုတိယတမရာတို့ဆက်ဆံရေးတင်းမာလာတာကိုပြတာလို့လေလံသူတွေကဆိုကြပါတယ်။ဒူတာတီကိုဘာကြောင့်ဖမ်းဆီးခဲ့တာလဲဆိုတာကိုဖိလစ်ပိုင်တမရာဖာဒီနန်မာကိုစ်ဂျူနီယာကလည်းအခုလိုရှင်းပြခဲ့ပါတယ်။ The plane is en route to The Hague in the Netherlands. allowing the former president to face charges of crimes against humanity in relation to his bloody war on drugs. Mr. Duterte was arrested in compliance with our commitments to Interpol. Hours before his arrival, Interpol Manila received an official copy of the ICC warrant. This prompted the Prosecutor General of the Department of Justice to serve the warrant. Interpol asked for help, and we obliged because we have commitments to the Interpol which we have to fulfill. If we don't do that, they will, not, they will no longer help us with other cases involving Filipino fugitives abroad. This is what the international community expects of us as the leader of a, of a, of a democratic country that is part of the community of nations. ဒူတာဒီဟာသမရဖြစ်စဉ်အခါက ICC ရဲ့ဖမ်းဝယ်ရန်ကိုရှောင်နေဖို့ ICC ဖွဲ့ဝင်နိုင်ငံကနေနှုတ်ထွက်ခဲ့ပါတယ်။ဒါပေမဲ့ ICC ဟာဒူတာဒီရဲ့မွေးစေဝါတိုက်ဖြတ်ရေးနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုဖိလစ်ပိုင်နိုင်ငံ ICC ရဲ့ဖွဲ့ဝင်နိုင်ငံဖြစ်နေတဲ့အချိန်မှာစတင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ICC ရဲ့တရားစီရင်ပိုင်ခွင့်ဟာအဖွဲ့ဝင်ဖြစ်နေစဉ်အတွင်းကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်ဆက်ရှိနေတာဖြစ်ပါတယ်။ဒီအမှုကို ICC က2018ခုနှစ်ထဲကစစ်ဆေးနေရလဲဖြစ်ပါတယ်။ Justice ဒူတာဒီရဲ့မွေးစေဝါတိုက်ဖျက်ရေးမှာလူပေါင်းထောင်နဲ့ချီပြီးတည်ဆုံးခဲ့တယ်လို့ဖိလစ်ပိုင်အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်တွေမှာဖော်ပြပါဗျ။လူခွင့်ရေးလှူရှားသူတွေကတော့လူတည်ဆုံးမှုဟာဓာတ်ထက်များနိုင်ပြီးတောင်းတဲ့ချီရှိနိုင်တယ်လို့ဆိုကြပါဗျ။လက်တော်မှာတော့ဒူတာဒီကိုဖိလစ်ပိုင်ဆူရက ICC ကိုလွှဲပေးလိုက်ပြီးဖြစ်တာကြောင့်ဒူတာဒီဟာ ICC မှာတရားရည်ဆိုင်ရတဲ့အာရှနိုင်ငံတွေကပထမအဦးဆုံးနိုင်ငံခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကတော့ 2019ခုနှစ်အတွင်းရိုဟင်ဂျာတွေကိုတပ်ဖြတ်တာမှာအဓိကတာဝန်ရှိတဲ့သူဖြစ်တဲ့အပြင်2021ခုနှစ်အာဏာသိမ်းပြီးတော့အခု2025ခုနှစ်အထိလူပေါင်း6500နီးပါးကိုတပ်ဖြတ်ခဲ့ပြီးနိုင်ငံရေးကျင်းသားပေါင်း2000ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းလူအခွင့်အရေးလိလာတဲ့အဖွဲ့အစည်းတွေရဲ့စစ်တမ်းတွေမှာဖော်ပြထားပါတယ်ဒါအပြင်ပြည်သူနေမောင်းတိုင်းတဲ့ချီကိုစစ်ကောင်းဆောင်ဩဇာခံစစ်ရာရှိတွေကမိရှုဖြက်စီးခဲ့ပြီးတိုင်းတဲ့ချီရဲ့ပြည်သူတွေကိုလည်းဆစ်ဆောင်ဒုက္ခတွေဖြစ်စီခဲ့ပါဗျာ။ ဒါပြင်နိုင်ငံတွင်းနေစဉ်လေကြောင်းတိုက်ခတ်မှုတွေလုပ်ရကြကြောင်းပြည်သူတွေတည်ဆုံမှုနေစဉ်တိုးလာနေပြီးအိုးမဲ့အိမ်မဲ့ဖြစ်နေကြပါတယ်။ဒီချိန်မှာစစ်ကောင်းဆောင်ပါဝင်စစ်ဗိုလ်ချုပ်6ဦးကလည်းအာဂျင်တီးနားနိုင်ငံဖက်ဒရယ်တရားရုံးမှာတရားစွဲခံထားရပါတယ်။ဒီမှုကိုပြီးခဲ့တဲ့2021ခုနှစ်ဒီဇင်ဘာလမှာအာဂျင်တီးနားတရားရုံးကစတင်လက်ခံကြားနာခဲ့ပါတယ်။ဒီတရားရုံးကလည်းစစ်ကောင်းဆောင်ကိုဖမ်းဝရန်ထုတ်ထားပြီးတော့နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလ်ကဖမ်းဆီးတာလုပ်လာမှာဖြစ်တဲ့အတွက်စစ်ကောင်းဆောင်အတွက်ထွက်ပေါက်ဆိုတာရှိလာမှာမဟုတ်ဘဲဒူတာဒေးလမ်းစဉ်အတိုင်းတေချာပေါက်ဖြစ်လာလိမ့်မယ်လို့ မြန်မာရင်းကြာတင်းဥက္ကဋ္ဌဦးထွန်းခင်ကအခုလိုပြောလိုက်ပါတယ်ခင်ဗျာအာဂျင်တီးနားပြည်ယုံကနေအချမ်းပဲစီကောင်းဆောင်ပြီးအောင်လိုက်တဲ့ power and ထုတ်ထားတာရှိတယ် interpol ကနေတိတ်မကြခင်မှာနိုင်ငံအလုံးကိုပို့ပေးမယ်ဆိုရင်သူကဘေးနိုင်ငံမှာဖတ်ပို့တော့မလွယ်ဘူးအထူးသဖြင့်ရုရှားနဲ့ချိုက် China တို့တော့အကောင်တော့နိုင်တယ်တခြားနိုင်ငံတွေတော့တိတ်မလွယ်ဘူးဘာဖြစ်လို့လဲဆိုတော့နိုင်ငံအများစုကလေ sanction ချထားတဲ့အဲ့လိုအဲစီကောက်ဆောင်ဖြစ်နေတော့အချိန်တွေကပူဆိုးမှာပေါ့နော် နောက်တစ်ခုကျတော့ဒီအဲမိအောင်အချမ်းပစီကောင်ဆောင်မိအောင်လိုက်ဟာကျွန်တော်တို့ရိုဟင်ဂျာတွေမတောက်ဘူးရိုဟင်ဂျာတွေကိုထောင်ပေါင်းများစွာတပ်ဖြတ်ခဲ့တယ်။ပြီးတော့ရိုဟင်ဂျာအမျိုးသမီးတွေထောင်ပေါင်းများစွာကိုမတင်းကျင်းဖို့အမိန်ပေးခဲ့တယ်။ပြီးတော့ကျွန်တော်နိုင်ငံမှာဆိုရင်2020ဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာလူမျိုးအလုံးကိုသူအချမ်းပစီကောင်ဆောင်ကနေ့စဉ်နဲ့အမြတ်တပ်ဖြတ်နေတယ်။ထောင်ပေါင်းများစွာကိုအချင်းထဲမှာအချင်းထောင်ထဲမှာထည့်ပြီးတော့မတရား နှိမ့်ဆက်နေတာတွေဒီတတိယအကုန်ရှိတယ်ဒီလိုအထောက်အထားတွေလည်းရှိတယ်ဆိုတော့ဘလို့နည်းနဲ့မှအကျံပဲစီကောင်းဆိုတော့ဖက်ပြေးဖက်ပြေးဖို့နေရာမရှိဘူးတချိန်ချိန်မှာတော့ဖန်ဆီးခံရမှာပဲဆိုတော့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပါပဲကျွန်တော်ဒီလို